ဘိုင်လဲလုတ်ကင်စားတော့နိုင်ခြင်းမရှိဘူးမရှိတဲ့အခါကျတော့ကိုသားကိုသမီးချော့မော့ပြီးပေါင်းနေကြရတယ်သူတို့စိတ်တိုင်းကြအမေဖေဆိုပြီးတော့ကိုကနေပြီးတော့ဩစာမပေးနိုင်တော့ဘူးသားသမီးပေးတာလေးနဲ့ချိန်တ်နေရတခါတော့လွန်ခဲ့တဲ့အနှစ်20လောက်ကမန္တလေးရန်ကုန်မြေသာစီးပြီးတော့ ဘုန်းကြီးခီးသွားတော့ကတွေ့ခဲ့တဲ့ဖြစ်ပျက်ကလေးတခုပြောရမှာဘုရားတပူဓမ္မမိမိရထားဆိုင်တဲ့အခါဘုရားယုံထဲမှာထိုင်နေတဲ့သာမီနှစ်ယောက်နော်သာမီနှစ်ယောက်ထိုင်နေတဲ့နေရာနဲ့ဘုန်းကြီးတို့ယထာရွဲဆိုင်လိုက်တာနဲ့ပရင်ပေါက်နဲ့တဲ့တဲ့အဲ့ဒီအချိန်မှာသမီးလုံတဲ့ပုဂ္ဂိုလ်ကအမေကိုဘာပြောနေတုံးအမေကဘာပြောလိုက်တယ်တော့မကြားလိုက်ဘူး မီးလုံးတဲ့ပုဂ္ဂိုလ်ကသူ့အမိကိုဘာပြောတော့ဆိုတော်လုံးတဲ့တော်လုံးစာကိုကြုတ်စားနေတာမဟုတ်ဘူးတဲ့။လာပြီးတော့ရှာမရှင်နဲ့တဲ့။အမိကိုသမီးကပြောနေတဲ့စကားကိုယ်တိုင်ကြားခဲ့ရတယ်။နော်။တော်လုံးစာကြုတ်စားနေတာမဟုတ်ဘူးတဲ့။အဲ့တော့တောသူတွေနဲ့တူပါတယ်။တော်တို့ကြုတ်တူနေပြောတာကြားခဲ့တယ်အဲ့ဒီမှာ။မြေထားဘူးတဲ့ခုမှာ။ဩကြည်ပါလား။အမိကိုများပြန်ပြန်တွေ့တယ်။အဲ့တော့ အမေလုံးတဲ့ပုဂ္ဂိုလ်ကငြိမ့်ငြိမ့်လေးနေတယ်ပြန်မပြောရတော့ငြိမ့်သွားတယ်အဲစောစောကတော့ဘာရီပြောကြတယ်တော့မသိဘူးကရောကစားဖြစ်နေပုံတော့ရတယ်အဲ့ဒီမှာတော်လုံးစာကြုံစားနေတာမဟုတ်ဘူးတဲ့ရှားမရှိနဲ့တဲ့ဟောအဲ့ဒါနဲ့မိဘလုံးတဲ့ပုဂ္ဂိုလ်ကပါဇက်ကလေးပိတ်ပြီးတော့စိတ်လေးကလေးတောက်ပြီးဒီတိုင်းထိုင်နေရှာဘာမှမပြောတော့အဲ့ဒါမိသားကြီးထွက်သွားတော့သူတို့ကိုကြည့်ပြီးတော့ဩဖြစ်မဖြစ်ရလေ အမေဖေကိုပြန်ငေါက်နေတယ်အဲ့ဒါတော့ကိုယ်တိုင်တွေ့ခဲ့တဲ့ဟာပေါ့တခြားနေမှာလည်းပဲဒါမျိုးတွေကအလားတူတွေရှိတယ်ပေါ့အဲ့ဒါလိုရုပ်သိမ်းလေးစားမှုတွေဟာကင်းမဲ့လာတတ်တယ်နောက်ပိုင်းကျတော့သားသမီးလှုပ်ရှားကိုမိဘကမိစားနေရပြီဆိုရင်အဲ့ဒီမိဘဩဇာမရှိတော့သားသမီးကကြီးဆိုးလာသူတို့ပေးခြင်းမပေးမယ်သူစကားနားထောင်ရမယ်သူထားတဲ့နေရာနေရမယ်သူခိုင်းတာလုပ်ရမယ်ဆိုတဲ့အနေထားမျိုးတွေ မိဘတွေဟာတနာစရာအခြေအနေမျိုးရောက်နေကြတာဟာလောကမှာရှိနေတယ်အမှန်ပဲရှိနေတတ်တယ်ပေါ့အဲ့ဒီလိုအနေထားမျိုးတွေဟာစိတ်မကောင်းစရာဖြစ်လာငယ်စဉ်တောင်ကြီးကကြွေးမွေးဆောင်းရှောက်လာတဲ့ကျေးဇူးတွေကိုမထောက်မထားပဲနဲ့ကိုကလုံနိုင်ကိုင်းနိုင်ရရောက်လာတဲ့အခါမိအိုဖအိုတွေကိုယခုလိုစူးစူးပူပူစူလိုက်ငေါလိုက်နဲ့ဆိုတဲ့အနေထားမျိုးတွေဟာအတော်ရင်နာစရာကောင်းတဲ့အနေထား လူရင်ကျေးမှုတွေဟာပြက်ပြားလာတယ်လို့ဒီလိုဆိုတယ်။အဲဒီလိုပြက်ပြားလာတော့မိအိုဖအိုတွေယောက်ျားမအမေအိုအဖေအိုတွေဟာအားကိုးရမရှိဘူး။ကိုယ်ကိုယ်လည်းမစွမ်းဆောင်နိုင်တော့ဘူး။မစွမ်းဆိုင်နိုင်တော့ตาလေးသမီးလေးတွေချော့မော့မြေးကလေးတွေချော့လို့အဲဒီလိုချော့မော့ပြီးတော့သူတို့စိတ်ကျဉ်တ်တဲ့အခါမှာစိတ်ကျဉ်တ်အောင်လုပ်ပြီးတော့ မိကိုပြီးတော့ကျွေးတာလေးနဲ့ကျင့်တတ်ပြီးတော့နေရတဲ့အမေအိုအဖေအိုတွေလောကကြီးမှာရှိနေပြီပေါ့ဒီလိုဆိုလားဒါကြောင့်မလို့ထမရဲ့ဘုဘွားရဲ့ဒါတွေရောက်သွားကြတာတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါလို့အဆင်ပြေတဲ့မိဘတွေရှိတယ်လို့အဆင်မပြေတဲ့မိဘတွေသားသမီးတွေရဲ့အော်ငေါက်တွေခံပြီးတော့အဆူပူတွေခံပြီးတော့ဒီလိုပဲငုံပြီးနေကြရတဲ့မိအိုဖအိုတွေဟာလေလောကမှာတနာစရာအခြေအနေမျိုးတွေဖြစ်ပေါ်လာ အဲ့တော့ဒီဥယေဟာတဖြည်းဖြည်းတိုးတက်လာနောက်ပိုင်းမှာကြီးတဲ့ပုဂ္ဂိုလ်ယူသိလေးစားရမယ်ဆိုတော့ကိုချင်းတရားတွေဟာပြက်ပြားလာပြီးနော်မမနာတွေတက်ကြွလို့ခြေဆုတရားကို မထောက်ထားပဲနဲ့မိ ਉ ဖားတွေအော်ငေါက်ပြီးနေတတ်တဲ့သားဆိုသမီးဆိုတွေနဲ့ကြုံတွေ့လာတဲ့အခါအနာဂတ်မှာဒီလိုအခြေအနေမျိုးတွေဖြစ်ပေါ်လာနိုင်တယ်အဲ့တော့ဒါကလောက လူသားတွေ လူလောကကြီးတစ်ခုလုံးအတွက်မဲ့တာဗမာပြည်အတွက်တင်မဟုတ်ဘူးနိုင်ငံတကာမှာဒီလိုအနေအထားမျိုးတွေရှိတယ်အမေရိကနိုင်ငံသွားတော့ကဗမာပါပဲနော်ဗမာလူမျိုးတွေကပဲအမေရိကနိုင်ငံရောက်သွားပြီအမေရိကနိုင်ငံမှာကြီးသွားပြီဆိုရင်ကြာကြာနေလိုက်လို့ရှိရင်အမေရိကလိုက်ဝင်သွားတယ်ပတ်ဝန်းကျင်ဥပနိဒိယပစ္စည်းကြောင့်ပတ်ဝန်းကျင် ပုံစံတွေဝင်သွားတဲ့အခါကျတော့ အမေဖေကိုနှုတ်ဆက်တာတတတဲ့နော်တို့ကြံလှုပ်တယ်သွားကြံသွားတယ်အမေဖေကိုနှုတ်ဆက်သွားနော်အဲ့ဒီလောက်လေးပဲအမေဖေကိုအယုသည်လေးစားဖို့အသာထားနော်သူသွားကြံသွားမယ်ပြန်ကျင်တဲ့အချိန်ပြန်မယ်အမေဖေကိုအိမ်မှာပြောရမယ်ဆိုရင်သူခေါ်ကျင်တဲ့လူခေါ်လာတယ်နော်မိဘရှိတော်ပါတော့ဒီလိုမသိဘူးဘာဖရင့်ညာဖရင့်နေ ခေါ်ချလား အဲ့ဒီလူဟာမျိုးတွေရှိတော့တကာကြီးတယောက်ကဘုန်းကြီးနဲ့တွေ့တော့ရှောက်တယ်တပည့်တော်ဒီကောင်းနေဒီခေါ်ပြီးတော့ထားမိတာမှားတယ်ဗျာခုမှဘာကောင်း